ငါးကြိုက်သူတွေထဲမှာအစားများဆုံးကတော့ဆယ်မွန်၅ပဲဖြစ်ပါတယ်။ဒါကြောင့်ဝယ်လိုအပ်ကအမြဲလိုမြင့်တက်နေပြီးထုတ်လုပ်တဲ့စားသုံးတာကမမျှဖြစ်နေရပါတယ်။အလွန်ကျွငါးဖန်သီးချင်းတွေလည်းရှိသလိုတော်ရန်တဘာဝမှာပဲငါးဖန်သီးချင်းတွေကလည်းရှိနေပါတယ်။နော်ဝေကတော့ကမ္ဘာမှာဆယ်မွန်၅များကိုအများဆုံးနဲ့အကြီးဆုံးမွေးမြူနေတဲ့နိုင်ငံဖြစ်ပါတယ်။ခြေပြင်းထက်မှာငါးကန်ကြီးတွေနဲ့မွေးမြူခြင်းကဝေဖန်မှုတွေလည်းခံနေရပြီးမယ်။လောင်ငါဖို့အတွက်ဆိုရင်တော့ဒီလိုပဲမွေးမရမှာဖြစ်ပါတယ်။ အားထိတ်ဆော်ဝိုင်းရဲ့အတန်းနော်ဝေမြောက်ပိုင်းမှာတော့နှင်းများစွာစီးဆင်းနေပြီးတဘာဝကလည်းမပြတ်မရွံ့ပဲမူလအတိုင်းတည်ရှိနေပါတယ်ဒီအပြင်ထက်မှာအီယာမငါးမွေးမြူရေးလုပ်ငန်းတွေရှိနေပါတယ်။နော်ဝေကကမ္ဘာဆယ်မွန်ငါးများအများဆုံးထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ကမ္ဘာထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းလောက်ထိကိုရှိနေတာဖြစ်ပါတယ်။ဝိုင်းရင်ပင်လယ်ပြင်တွင်ကံရံအနီးမှာဒီငါးမွေးမြူရေးကံကြီးရှိနေပါတယ်။ငါးမွေးကံကြီးသာကြောက်ကံထိကိုရှိပါတယ်။ လက်ရှိအချိန်ထိလည်းကမ္ဘာအကြီးဆုံးငါးမွေးမြူရေကိုပိုင်ဆိုင်ထားပြီး385မီတာရှိတဲ့ငါးမွေးမြူကန်ဖြစ်ပါတယ်မီတာ90ကျဲပါတယ်ဆယ်မွန်တန်တသိန်းထိထွက်ရှိပြီးကောင်းရင်တန်းနဲ့ရှိရှိပါတယ်ပိုက်ကွန်တွေကပင်လယ်ပြင်အောက်ကို56မီတာထိနဲ့ပြီးပိုက်ကွန်များမှာအရှားရည်နေတဲ့တော်ဝါများဓာတ်ရောက်ကတ်တွေမနေနိုင်အောင်လည်းဤစနစ်နဲ့ပြုလုပ်ထားပါတယ်ဆက်ရုပ်လက်တံတွေနဲ့ရှင်းလင်းရေးတွေလုပ်ပါတယ်ဆက်တွေနဲ့ပဲတန်ရှင်းရေးတွေကိုလုပ်ပါတယ် So we will now put the ROV into the water and then start cleaning the the uh, walls of the net. ဒီငါးမွေးကန်ဒီအတွက်အဆိုင်တစ်ဆိုင်ခွဲထားပြီးတစ်ဆိုင်မှာလူချောက်ရောက်တာရှိပါတယ်။ငါးခန်းကန်စီမှာဆယ်မုံငါးကောင်ရီကတိမ့်နဲ့တန်းနဲ့ရှိရှိနေပါတယ်။အဓိကကတော့ပိုက်တွေရဲ့အရှင်တွေကိုအမြဲလိုစစ်ဆေးရတာဖြစ်ပြီး remote control နဲ့ပဲအစအစထိချုပ်ထားပါတယ်။ ဒါပေမဲ့လည်းတစ်ဖက်မှာကငါးတွေကလည်းပိုက်တွင်းမှာညပြလွန်လာပါတယ်။အချို့လုပ်ငန်းတွေကတော့အငင်းပွားပွဲရာတွေရှိနေပြီးအချို့သောငါးမျိုးတွေကတော့ရှားပါလာနေပြီဖြစ်ပါတယ်။ But the wild variety is now an endangered species with stocks having declined to record lows. နောက်ထပ်ခီးစဉ်ဖြစ်ကံဝရန်းကိုတောက်ကြည့်ပါအောင်မယ်။ဒီမှာတော့ညစီမှာတော့မှအလင်းရောင်ကရှိနေသေးဖြစ်ပါတယ်။ နော်ဝေးရဲ့ဆဲမွန်ငါးထင်းသင်းရင်ပြောရေးဆိုခွင့်ရှိသူနဲ့ဆုံတွေ့ခဲ့ပြီးငါးမြရတာကြိုက်တဲ့သူတွေအတွက်တော့ခုနောက်ပိုင်းမှာဆဲမွန်တွေရဖို့ကခက်ခဲလာနေတယ်လို့ဆိုပါတယ်။တခါတရံငါးခန်းကဆဲမွန်တွေကလွတ်လာတာမျိုးလည်းရှိပြီးတဘာဝရပေါ်လာတဲ့ဆယ်မွန်တွေကတော့ဒီနေ့ချောင်းတွေမှာရှိပြီမဲ့နေသွားပြီဖြစ်ပါတယ်။တကယ်လို့လွတ်လာလဲအသက်ရှင်နိုင်ဖို့ကခက်ခဲပါတယ်။ နော်ဝေးရဲ့မြစ်တွေမှာဆယ်မုံကောင်းရင်ကနှစ်တန်းလောက်ထိရှိပြီးခုတော့၄တန်းလောက်သာရှိတော့တာဖြစ်ပါတယ်။နော်လတ်ကဆယ်မုံမွေးမြူရေကိုလုပ်နေပြီးမွေးမြူပုံစင်းစင်းကိုလည်းတောက်ရောက်လေ့လာခဲ့ကြပါတယ်။ငါမွေးမြူရေလုပ်ငန်းအတွက်အဓိကပြဿနာကတော့ကပ်ပါးပိုးများတွေ့ကြခင်ရခြင်းဖြစ်ပါတယ်။ ဆယ်မွန်တွေမှာလည်းတွေ့ရတယ်ပြီလက်ခံကောင်အဖြစ်နဲ့တွေ့ကက်နေကြတာဖြစ်ပါတယ်ဒကောင်ကနေမှာနောက်ကောင်တွေကိုဆက်လက်ကတ်တွေသွားတတ်တာဖြစ်ပါတယ်ဒီလိုမျိုးကိုတွေ့တဲ့အခါရေချိုမှာခဏထားလိုက်တာနဲ့ဒီကပ်ပါဖို့ကတည်ဆုံးသွားတတ်ပါတယ် yeah a couple of hours we're doing 12 hours with fresh water then the lice will ဆေမွန်တွေကမြင်းနဲ့ပင်လယ်တွေမှာနေထိုင်တတ်ကြပါတယ်ပင်လယ်တွေကငါးတွေကမြစ်ထဲရောက်လာတဲ့အခါကပ်ပါပိုးတွေကကြာကြာမချင်းတန်နိုင်တော့တာဖြစ်ပါတယ်ရေတွေကငါးကိုတော့အီယန်စနင်းနဲ့ခင်မီဆက်ကြီးတွေနဲ့ကင်တွေထင်းချုပ်မွေးမြူပါတယ်ကပ်ပါးတွေကိုတွေ့ရင်လေဆာနဲ့ပြစ်ပြီးရှင်းလင်းဖြစ်ပါတယ် with several shots required for delousing တကယ်လို့ငါကန်လေးကကပားပွန်းတဲ့ဆယ်မွန်ကလွတ်သွားခဲ့ရင်တဘာဝရကျစားနေတဲ့ဆယ်မွန်တွေအတွက်အနေရရှိနိုင်ပါတယ်ဒီလိုမျိုးဆိုရင်တော့အာနာပိုင်တွင်စီကိုတရင်ပို့ရမှာဖြစ်ပါတယ်မွေးမြူလာတဲ့ကာလာတစ်ချောင်းမှာတော့ဆယ်မွန်တွေလွတ်သွားတယ်ဆိုတာမရှိသလောက်ရှားပါတယ်။ဆယ်မွန်တွေလွတ်သွားတယ်ဆိုတာမရှိသလောက်ရှားပါတယ်။ ယောဂဘူကုသခံထားရတဲ့ငါးတွေပါလာခဲ့ရင်လည်းတော်တရီထားရပြီဒီလိုမျိုးကလည်းဖြစ်တတ်တာမျိုးပါငါးခံနဲ့မူရတဲ့အခါဒီလိုကုသမှုတွေကလည်းအနည်းနဲ့များတော့ဖြစ်ပေါ်လာတတ်တာကသဘာဝပဲဖြစ်ပါတယ် make the fish highly susceptible to disease ဒါကြောင့်ဝေးထားတဲ့ငါးတွေထဲမှာပြည့်ရတာမျိုးက900ခန်းလုံးလောက်အများရှိနေပါတယ်ဒါပေမဲ့ငါးမွေးမြူရေးလုပ်ငန်းတာဝန်ရှိသူတွေကတော့မွေးမြူရေးကံတွေကနေရောဂါဖြစ်လို့ပြစ်ထားရတဲ့ငါးက14ခန်းလုံးနဲ့အထက်မှာရှိတယ်လို့ဆိုပါတယ် at 17%ရောဂါရတဲ့ဆိုတာထက်ငါတို့မှာဖြစ်တဲ့အနေအထားရတယ်။ဒဏ်ရာခဏီမှာပြစ်ထားရတာမျိုးဖြစ်ပါတယ်။ပင်လယ်ပြင်ကျယ်ထဲမှာမွေးမြူထားတဲ့ငါးကန်ကတော့သဘာဝအရရေများစီးသင်းသွားဖို့သဘာဝအရငါးများချင်တန်နိုင်ဖို့လှုပ်ထားတာဖြစ်တဲ့အတွက်ရောဂါကူးစက်မှုကမရှိသလောက်နည်းပါပါတယ်။ and to wash away sediment and excrement more effectively. မွေးမြူပုံစံနဲ့အရာမမများထိခိုက်မှုကလည်းနေပါတယ်။ less harmful to the fish. အရွယ်ရောက်ပြီးဆယ်မွန်တွေကိုတော့တဲဖို့တင်းမောများနဲ့တင်ဆောင်ပြီးရယူပါတယ် they brought on board via flexible tubes before being counted ပိုက်ပြော့များနဲ့ဆို့ယူပြီးထုံးလုံးမှုစီမရောက်ခင်ဒီအသက်ရှင်လျက်ဖြစ်ပါတယ်ပြီးရင်တော့ငါးတွေကိုခုတ်ထိတ်လိုက်ပါတယ်ဆယ်မုံ50ဆယ်ုံတွေမှာတရက်ကို16နာရီအထိလဲပတ်ပြီးတန်300လောက်အထိကိုတုတ်လုံနိုင်ပါတယ် ဒီဆက်ယုံကကဘာမှာတော့အဆင့်၁၁မှာရှိနေတဲ့ခင်မီဆက်ယုံကြီးဖြစ်ပြီးအစိုင်းတစိုင်းကိုလူပေါင်း80လောက်နဲ့လက်ပတ်လောက်ကင်နေတာလည်းဖြစ်ပါတယ်။ဆယ်မငါအကောင်လိုက်တွေကိုမှာယူထားတဲ့သက်ဆိုင်ရာနိုင်ငံများစီရောက်တဲ့တင်ပို့ပေးပါတယ်။သူကတော့တောက်လုံမူလိုင်းကကြီးကျက်ဖြစ်ပါတယ်။အရွယ်ရောက်ဆယ်မငါတကောင်ရဖို့၁၈လလောက်ဆောင်ရပြီး အလေးချိန်က6ကနေ9ကီလိုလောက်ထိရှိတတ်ပါတယ်တချို့ဆယ်မွန်တွေကတော့ဆက်တွေနဲ့ပဲအသားတွေကနေရိုးထုတ်ပြီးအသေးဆုံးရိုးတွေကိုတော့ဆက်တွေနဲ့ပဲအလိုလျောက်ဆွဲနှုတ်ပါတယ် The smaller pin bones are then removed on a conveyor belt, largely automatically. ဆတ်တွေကအကောင်းဆုံးလုံးနိုင်ပေမဲ့လည်းကြံနေတာတွေရှိနိုင်လို့လူတွေကနောက်တစ်ဆင့်မှာထပ်နှုတ်ပေးရတာတွေလည်းရှိပါတယ်။ ဖလာတဲ့အသားတွေကိုတွန်းတက်ပြီးဆက်ကလေးချိန်ချိန်တွဲရင်းနဲ့တခါတည်းပဲထုတ်ပို့ဖို့လုပ်ပါတယ်။ပြီးခဲ့တဲ့2023မှာတော့ Nollet ဟာ7.5ထုတ်လုပ်မှုကနေမှအမြတ်ငွေ Euro 350အထိရရှိခဲ့ကြောင်းသိရပါတယ်။ This is a multi-billion dollar industry. ကဘာနဲ့ရှင်ရင်တော့စေမုံငါးမွေးမြူရေးကဒေါ်လာတွေတန်းနဲ့ချီရတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ But for all the cutting-edge facilities, better conditions and more investments in technology and medical research will be required to make salmon farming humane.